အတူတူနေပြီးကစားမှာပဲမျိုးသမီးတွေကဘာဖြစ်လို့ထပ်ပြီးနေချင်းကြတာလဲဒီနေ့ဒီပြဿနာကိုသိပ္ပံနေချာရှူတောင်းကနေလေ့လာကြည့်အောင်အမျိုးသမီးတွေကတက်30မှာဝင်ပလွေတွေလို့အသက်40မှာကြားလို့ဖြစ်လာတယ်လို့ပြောလို့ရှိကြပါတယ်ဒီနောက်ွယ်မှာတော့သိပ္ပံနေချာအကြောင်းပြချက်တွေရှိနေပါတယ်မျိုးသမီးတွေရဲ့ဇီဝကံမှာတုံ့ပြန်မှုရန်နီးယားကအမျိုးသားတွေနဲ့မတူပါဘူးအမျိုးသားတွေကဆက်ဆက်မှုပြီးဆုံးတဲ့နောက်မှာတော့ခန္ဓာကိုယ်က recovery period ထဲကိုပြောင်းဝင်လာပါတယ် ပြန်ပြီးတော့ဖြည့်တင်းတိဆောက်နေတယ်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအခြေအနေရော့ကျသွားရုံနဲ့မကအုံနောက်ရဲ့စိတ်လှုပ်ရှားမှုကလည်းလင်းမြန်စွာကျဆင်းသွားပါတယ်ဒီကာလအတွင်းမှာချက်ချင်းပြန်လဲဆန်းဆောင်နိုင်မှုဆိုတာမလွယ်ကူပါဘူးဒါဟာခန္ဓာကိုယ်ရဲ့တဘာဝကာကွယ်ရေးရည်ရည်ဖြစ်ပြီးတော့လူများပြောတဲ့တိမ်မွေ့ချင်းလို့လည်းခေါ်ပါတယ် ဒါပေမဲ့အမျိုးသမီးတွေကတော့လုံးဝဆန့်ကျင်ဘက်ပါသူတို့ရဲ့စိတ်လှုပ်ရှားမှုအခြေအနေနဲ့ပျော်ရွှင်မှုခံစားချက်ကချက်ချင်းပြောက်ွယ်သွားလိမ့်မရှိပါဘူးအာယုံကျောစနစ်တွေကဆက်လက်လှုပ်ရှားနေစေဖြစ်တာကြောင့်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာအရာပါထပ်မံလိုချင်တဲ့စိတ်ဖြစ်ပေါ်ဖို့အတွက်ပိုပြီးလွယ်ကူပါတယ်ဒါအပြင်အမျိုးသမီးမျိုးဘွားစနစ်ရဲ့ပြန်လဲဖြည့်တင်းတဲ့နှုံးကလည်းမြန်ဆန်လာကြောင်းဆက်တိုက်ရင်းနှီးမှုတွေလှုပ်ဆောင်နိုင်စွမ်းကိုပုံမိုထိမ့်သိမ်းထားနိုင်ပါတယ် ဒီခွာခြားချက်ကဘသူမားတယ်ဘသူမှန်တယ်ဆိုတာမျိုးမဟုတ်ပဲအမျိုးသားနဲ့မျိုးသမီးကြားဇီဝကံမယန္နရာရဲ့တဘာဝခွာခြားချက်ပဲဖြစ်ပါတယ်ဇီဝကံမဆိုင်ရာခွာခြားချက်များအပြင်လက်တွေ့ဘဝမှာရှိတဲ့ဖြစ်စည်းမှုများအသက်အရွယ်ကြီးလာခြင်းရည်ရှိအရေးပြည့်ခြင်းနဲ့ပုံမှန်မဟုတ်တဲ့အချိန်စရာတွေကလည်းမျိုးသားတွေရဲ့ဆွမ်းဆောင်ရေးပေါ်မှာတက်ရောက်မှုရှိပါတယ်ယခင်ကအလွယ်တကူကင်တွယ်နိုင်ခဲ့ပေမဲ့တပြေးပြေးချင်းစွမ်းအင်နေလာနိုင်ပါတယ် ဒါဟာကိုကိုကိုယုံကြည်မှုကို ထိခိုက်စေပြီးချစ်သူနှုတ်ရဲ့ကြားကစီးချက်ကိုပါမကိုက်ညီစေနိုင်ပါဘူး။ဒါကြောင့်ကျမ်းမာတဲ့လူနေမှုပုံစံကိုထိန်းသိမ်းထားတာဟာအရန်ကိုအရေးကြီးပါတယ်။ဥပမာပုံမှန်အိပ်ဆက်တာလုံလောက်တဲ့လေ့ကျင့်ခန်းလုပ်တာမြတ်တာတဲ့စားတောက်တွေကိုစားသုံးတာဟာခန္ဓာကိုယ်ရဲ့ဟော်မုန်းမြတ်တာမှုကိုထိန်းသိမ်းတဲ့နေရာမှာအထောက်အကူပြုပါတယ်။ သိပ္ပံနင်ဂျာအထောက်ကူတွေယူဖို့လိုအပ်တဲ့အခါမှာလဲအဗနဖီလီယာအကူအညီကိုယူနိုင်ပါတယ်။သူကတော့လိန်အင်ကာကိုတွေးစီးစစ်မှုပုံပုံများပြစေပြီးလိန်မိုင်းဆိုင်ရာလုံဆောင်မှုရှိမှသာပုံမှန်တိုင်းတက်မှနေတဲ့လိန်တန်မာမှုတွေကိုရရှိဖို့အတွက်ထိမ့်သိမ့်ပေးနိုင်တဲ့တက်တမျိုးပဲဖြစ်ပါတယ်။လိန်မိုင်းဆိုင်ရာစစ်ဆန္ဒဒါမှမဟုတ်လုံဆောင်မှုမရှိဘူးဆိုရင်တော့ဒီစီးကလုံးမလုပ်ပါဘူး။အားလုံးပဲချစ်ခင်တာယာကြပါစေရှင်။